မူလတော်ဗျာရှင်စစ်စုစံခေါ်ဦးထွန်းလောင်ပေါ့ဗျာဦးထွန်းလောင်ကအခုတတိမကျွတ်လို့သေးဘူးဆိုပြီးတော့စကားစမီတွေကအွန်လိုင်းပေါ်မှာပြန့်နှံ့လာတာကို တွေ့ရပါတယ်ဦးထွန်းလောင်ခေါ်စစ်စုစံဟာရမနငယ်မှာတကယ်ကိုမှမူလတော်အတွက်မရှိမဖြစ်တဲ့ဆရာသူလို့တော့ဒီနောက်ပိုင်းအွန်လိုင်းပေါ်မှာပြောလို့ရပါတယ်စစ်စုစံရဲ့ခံမှန်းချက်တွေကအင်မတန်မှာကိုမှန်ကန်သိကြလုံးလာပါတယ် စုစုဆန်ဟာအမှန်တကယ်တော့ဦးထွန်းလောက်အောင်ပဲဖြစ်နေကြတာဖြစ်ပါရယ်စုစုဆန်ဆိုရတော့သူ့သမီးအငယ်ဆုံးရဲ့နာမည်ကစုစုဖြစ်ပြီးတော့သူ့သမီးအငယ်ရဲ့နာမည်ကိုအစွဲပြုကစုစုဆန်ဆိုပြီးတော့ဘိုးလူသားလောကမှာဝင်လာကြတာလေးဖြစ်ပါရယ်သာသမီးရေဟာလေးသူတို့ဖေဟာစုစုဆန်ဆိုရာ2019လောက်မှာအကိုပြီဖြစ်မှတီးခဲ့ရတာဖြစ်ပြီးတော့အလုံးဝကိုထိမှတ်မထားခဲ့ဘူးလို့ဆိုပါရယ်ရိုးရဲ့ဖေဟာအနည်းကို2နှစ်လောက်ပဲအိတ်ချေရှိခဲ့တာဖြစ်ပြီးတော့သူ့ဘဝရဲ့ အချင်းတွေအကုန်လုံးကိုပြည်သူတွေအတွက်မိုးလေဝသအတွက်ပဲအသက်ရှင်ခဲ့တာဖြစ်ကြောင်းပြဆက်ခဲ့တာဖြစ်ကြောင်းသူသမီးငယ်ဆုစုကအင်တာဗျူးမှာဖြေကြားခဲ့တာဖြစ်ပါတယ်။မိုးလေဝသပညာရှင်ဖြစ်တဲ့ဆုစုစာကုံဦးထွန်းလအောင်ဟာမတ်လ28ရက်နေ့မှာငလင်တန်နဲ့တည်ဆုံခဲ့တာဖြစ်ပါတယ်။ငလင်လာရိတ်ခါကျတော့အပြင်ကိုပြေးချက်တာမှာအင်းရှိကထိုင်ကုန်မှာထိုင်မဲ့အလုံးမှာပဲနှလုံးရက်ပြီးတော့ဆုံးခဲ့ရတာဖြစ်ပါတယ်။မတ်လ28ရက်နေ့ ငလင်းနဲ့ဆုံးနေလို့ကျွန်တော်နေနေပြောလို့ရတာပေါ့ဗျာသူသမီးကိုယ်တိုင်ကလည်းအတည်ပြုထားတာဖြစ်တယ်သူသမီးငယ်ဆဆုရဲ့ပြောပုံရဆဆုဆန်ခေါ်ဦးထလဟောင်းအင်မတန်မာဒီမိုးလိုသားပေါ်မှာအရင်ကိုစိတ်နှထားကြောင်းနဲ့သူ့ကိုယ်သူသူရဲ့ခံပန်းချက်တွေကနော်မှန်ကန်တဲ့အထွတ်နော်တောင်သူလက်သမားတွေကိုဒါကူညီနိုင်တဲ့အတွက်အမြဲတမ်းဂုဏ်နေတဲ့ဖခင်ဖြစ်ကြောင်းကိုဆဆုကပြောလာခဲ့တာဖြစ်ပါတယ်နော်မိုးလိုသားပညာရှင်ဆဆုဆန်ခေါ်နော်ဦးထလဟောင်းရမနိုင်ငံရဲ့ကွယ်လွန်သူမိုးလိုသားပညာရှင်ကြီး ်ဦးထွန်းလင်းကိုလည်းဝေဖန်ခဲ့ဘူးသူပါနော်စုစုဆန်ဟာဦးထွန်းလင်းထံမှာပညာသင်ယူခဲ့ခြင်းမရှိပါဘူးတဲ့ရှစ်ရိုးတွေကိုမချိုင်နှက်သက်သူလို့သူကိုယ်တိုင်ကဝန်ခံထားပါရဲ့တိုင်းနဲ့ပြည်နယ်နေရာချင်းချင်းနေရာစိတ်စိတ်ရွာရဲရွာနှုတ်ဘလောက်ဆိုရာတွေကတောင်သူလူသမားတွေတို့အထီးရောက်တဲ့အကျူးပြုမှုမရှိဘူးလို့တဲပဲပြောခဲ့ဘူးတာပဲဖြစ်ပါတယ်အစစ်မြစ်ပညာသေးတာ KI မြို့နယ်ရင်းသားမကချီရွာတွေအထိလိုက်ခံမှန်းပေးနိုင်ပြီးရွာမယ်ဆိုရင်အတိအကျရွာတွေရဲဝေးတွေလောက်ဝေးတွေအထိခံမှန်းပေးနိုင်တယ် ။ဒါကြောင့်ပညာချင်းမတူဘူးလို့ဝေဖန်ခဲ့ဘူးရလေးဖြစ်ပါတယ်။ဆိုတော့အခုစူးစံကားကလေးနဲ့ဒီဆုံးသွားပြီ။တော့သဘောဝဘေးအန္တရာယ်ကိုခံမှန်ပြီးနေတဲ့သူကသဘောဝဘေးအန္တရာယ်လေးပဲဒီဆုံးရတာကအင်မတန်မှဒါထူးခြားတယ်ဖြစ်ရလို့ကျွန်တော်တင်နေပြောလို့ရတယ်။အခုစူးစံအတွက်အပြရီနော်ဒါသူရဲ့ပြိသက်ထောင်ပေါင်းများစွာက လုံပြီးခဲ့ပေမဲ့စူးစံကအခုတည်းကမချွတ်သေးဘူးလို့သိရတယ်။တော့တချို့ကတော့မုံတိုင်းလာပေမဲ့သိလို့မချွတ်သေးတာလားဒါမှမဟုတ်ဘလို့သားပညာပေါ်မှာသူကအရန်အရန်ကို ဆွဲလန်းနေတာဖြစ်တယ်ပြီးတဲ့အခါကျတော့သူမှလှုပ်ရှားရီလေးအများကြီးရှိသေးတယ်ဆိုတော့ခေချင်းနေမြနော်သူကစိတ်ထင်စိတ်ဆွဲထင်ပြီးတော့မကြွသေးတာလားဆိုပြီးတော့ပြောဆိုနေကြလေးဖြစ်ပါတယ်သူသမီးလေးကတော့သူ့ဖေကြွလာမကြွဘူးလားကိစ္စနဲ့ဘာမှမပြောဘူးသူ့ဖေရဲ့အကြောင်းကိုပြည်သက်တွေများများသိအောင်ဒီဆုံးမိခါမှနော်ပြောသွားပေးခဲ့တာပဲဖြစ်ပါတယ်စုစုဆန်ကိုယ်တိုင်ကလည်းတနေ့ချရေး သူ့ရဲ့ရုပ်ကိုသူကိုယ်တိုင်ဖော်ပြပြီးတော့တိုင်းကလုံးကပြည်သူတွေကိုသူ့ရဲ့ပြည်သက်တွေကိုချပြဖို့အစီအစဉ်ရှိခဲ့ကြောင်းလည်းတမီးကပြောတယ်။ဒါကြောင့်မို့ပြမချွတ်လို့သေးတာလားဆိုပြီးတော့ပြည်သက်တွေကထပ်မံပြီးတော့ခင်ကြီးပြီးနေချပြပါရယ်ဗျာ။